်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်မြန်မာနိုင်ငံမှာငလင်ပီးကြောင့်ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတာကိုနိုင်ငံတကာကမျက်ကွယ်မပြုဘဲစစ်ကောင်ဆောင်ကိုဖမ်းဆီးအရေးယူပေးဖို့အမေရိကန်ပြည်ထောင်စုမြောက်ကယ်ရိုလိုင်းနာကိုရောက်နေတဲ့မြန်မာပြည်သူတွေကဧပြီလ9ရက်နေ့မွန်လွဲပိုင်းမှာဆန္ဒပြထုတ်ဖော်ဝယ်ပြုလုပ်ခဲ့ကြပါတယ်။ မူလကဆန္ဒပြပွဲကိုအဆိုတော်ထောက်အောင်ဆိုင်ကတကူတော်ဆန္ဒပြပွဲအနေနဲ့ပြုလုပ်ဖို့စီစဉ်ခဲ့ပေမဲ့မြောက်ကယ်ရိုလိုင်းနာကိုရောက်နေတဲ့မြန်မာတွေပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်စကောင်းဆောင်ကိုအာဂျင်တီးနားတရားရုံးကဖန်ဝရန်ထုတ်ထားပေမဲ့ဧပြီလ3ရက်နေ့နဲ့4ရက်နေ့တွေမှာထိုင်းနိုင်ငံမှာပြုတ်လုခဲ့တဲ့ဘင်းစတက်အစည်းအဝေးကိုစကောင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့ပြီးပြည်သူတွေကိုအကြမ်းဖက်တပ်ပြက်နေတာကိုမျက်ကွယ်ပြုထားတဲ့အတွက်အင်းနီချင်းနိုင်ငံတွေရဲ့နိုင်ငံတကာရဲ့ယက်တီချက်ကိုမြမအရေးတက်ကြွလှုပ်ရှားသူတွေကမေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ် လင်းစားတင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဧပြီလ3ရက်နေ့အထိ9ရက်အတွင်းမှာစစ်ကောင်စီကနိုင်ငံတော်ဝန်လေးချောင်းတိုက်ခတ်မှု68ကြိမ်အထိပြုလုပ်ခဲ့တာကြောင့်ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်58ယောက်သေဆုံးခဲ့ရပါတယ်ရှင်။နေပြည်တော်ငလင်တန်သိမ့်ပြည်သူတွေအတွက်စင်ကာပူကယ်ဆယ်ရေးအဖွဲ့ကနေယာယီစည်းကမ်းဖွင့်လှစ်ပြီးအခမဲ့စည်းကူတာပေးနေတယ်လို့သိရပါဗျ။ နေပြီးတော့ပြင်မနာလယ်ဝေးမြို့နယ်တွေကငလင်တန်တင့်ပြည်သူတွေကိုစင်ကာပူနိုင်ငံ Singapore Civil Defense Force OPS Lion Heart Team ကကေဇေးအဖွဲ့တွေကထိခိုက်ဒဏ်ရာရှိသူတွေတရား cleaning လုပ်ချင်သူတွေနဲ့ငလင်ကြောင်ဆက်ဆက်ဖြစ်ပေါ်လာတဲ့ရောဂါတွေဖျားနာဝမ်းပြက်ဝမ်းလျှောခေါင်းကိုက်ဗိုက်နာဗိုက်အောင်ဝေဒနာတွေတွေကိုဧပြီလ5ရက်နေ့နဲ့6ရက်နေ့တွေမှာနေပြည်တော်မှာရှိတဲ့ Sky Palace Hotel မှာအခမဲ့ဈေးကူတာပေးနေတယ်လို့သိရပါဗျာ ။နာရာရှိယောဂါသည်တွေကလွဲလို့မိသူမဆိုလာရောက်ကူတာနိုင်တယ်လို့လည်းသိရပါဗျ။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားကြီးငလင်ကြောင်နေပြည်တော်ဒေသအတွင်းမှာစုစုပေါင်း645ရောက်သေဆုံးခဲ့ပြီး843ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကပျောက်ဆုံးနေသူ73ရှိတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ငလင်တန်ကိုတမျိုးနယ်လုံးအတိုင်းအတာနဲ့ထိခိုက်ခဲ့ရတဲ့ရမဲသိန်းမြို့ပေါ်နဲ့ကျေးရွာတွေဘက်မှာအခြေအနေဘယ်လိုရှိနေပါသလဲ။ကေဇေးရေးလုပ်ငန်းတွေနဲ့လိုအပ်ချက်တွေကဘာတွေရှိနေသလဲဆိုတာနဲ့ပတ်သက်လို့ဧပြီလ9ရက်နေ့အခြေအနေတွေကိုသတင်းနောက်စိုးသူအောင်ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။အာဟုတ်ကဲ့မင်္ဂလာပါဗျာအကိုကြီးကျွန်တော်စိုးသူအောင်ပါ DVB သတင်းဌာနကပါခင်ဗျာ။အော်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့လက်ရှိရမဲသိန်းမြို့ပေါ်နယ်လေးကြေးရွာကြီးမှာအခြေအနေဘယ်လိုရှိနေပါလဲခင်ဗျာ။အော်ဟုတ်ကဲ့ ကျွန်တော်ဒီလည်းလေးဆုပ်ပြီးတဲ့နောက်ပိုင်းမှာဒါမျိုးပေါ်ပြီးွားရှုမှာဒီအဆောက်အဦပြုပြပြုပြမှုတွေနဲ့ဒါလူတွေဆုံးမှုတွေထိခိုက်မှုတွေဟိုခက်ခဲမှုတွေများသွားကြုံရတယ်ပေါ့နော်အခုချိန်ဒီကျွန်တော်တို့ဒီပြန်လဲထူထောင်ရေးကာလတို့မဆိုးသွားသေးတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်အချိန်ဒီတောက်သုံးရည်နဲ့စားတော့ကုန်ရရှိဖို့ပဲဥသာပြီးပြီးတော့ကျွန်တော်တို့ကုန်ကြီးအဝက်ပေးနေရတဲ့အခြေအနေရှိပါတယ်ပေါ့နော် ။ဂျိုးဘာမာဆိုရင်ကျွန်တော်တို့ဟိုပြုပြမှုရှိတဲ့အိမ်တွေမှာဆိုရင်ကျွန်တော်တို့သိဆုံးမှုတွေထိခိုက်မှုတွေရှိတဲ့အတွက်ကြောင့်အခုညီဆောင်ပြန်ပေးရတာကြီးရှိလို့ပဲဒီကြီးရွာတွေမှာဆိုရင်လည်းပဲတချို့ရွာတွေဆိုရင်အိမ်ဒီ130လောက်ရှိတဲ့နေရာမှာအိမ်ဒီနေရာမိဘလောက်ကျွန်တော်တို့ပြစင်းဆုံးဆုံးတဲ့အတွက်ကြောင့်ကြီးရွာပုံကြောင်းတို့ကျွန်တော်တို့လွတ်တဲ့ကွက်လက်တို့မှာဘူးကခင်းပြီးတော့စုပြီးတော့နေထိုင်ရတဲ့အခြေအနေတွေတော့မကျွန်တော်တို့ကြုံနေရပါတယ် ဆရာအခုချိန်ဒီကျွန်တော်တို့ဟိုဟိုမျိုးသူမျိုးသားတွေကိုယ်တိုင်ကိုယ်ကြီးကျေးမနေရတာရှိလို့ဒါဒီရီယာတွေရဲ့အကူအညီကြောင့်ကျွန်တော်တို့တခြားရွာနေပြီးတော့ပါသွားရတာဒီနေ့ရောက်ပြီးတော့ကိုယ်ကြီးမှုရလဲယနေ့ရှိပြုလုပ်နေရတယ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုရလာတဲ့အကူအညီတွေနဲ့မြို့ကန်ရွာကန်တွေရဲ့လိုအပ်ချက်ကရောဘလို့အခြေအနေရှိပါလဲခင်ဗျ။အော်ဟုတ်ကဲ့ကျွန်တော်တို့ ဟိုမျိုးတိုင်းတာအနေနဲ့ကဟိုပြည့်စုံဆုံးချုံမှုအနေနဲ့ကတော့နည်းတယ်ဆိုရင်ပဲဟိုတွေ့ဝဲတော်နည်းအားဖြင့်သာဝန်နေရေးနဲ့ဒီတောက်သုံးရေးခြားပွားမှုပြန်လာဒီကလည်းပဲဒီပညူးနယ်လုံးတိုင်းတာနဲ့ကြုံတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဓိကဆုံးချုံမှုထိခိုက်မှုများပြားတဲ့နေရာတွေကိုပဲကျွန်တော်တို့အနေနဲ့ဟိုဥတည်ပြီးတော့ကုန်ဒီပံမှုပြရဖြစ်တဲ့အတွက်ကြောင့်တချို့တွေကတော့ပြည့်စုံဆုံးချုံမှုတော့နေတယ်ဒါပေမဲ့တွေ့ဝဲတော်နည်းအားဖြင့်အဲဒီလိုလိုနေနဲ့ ဟိုတောက်ရီပုံရီစားပါမှုပြန်လာပြီးပေါင်းမနေခံမှုပြန်လာပြီးတော့သူမျိုးနယ်လုံးတိုင်းတိုင်းကြုံရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့သူမျိုးနယ်လုံးတွန်းဆောင်မှုကတော့အားနည်းပြရပါတော့ဟိုပြက်စီးအိုးရင်ပြက်စီးမှုများတဲ့နေရာကိုပဲကျွန်တော်တို့ UDB လူတန်းတွေကြားရတာဖြစ်တဲ့အတွက်ကြောင့်အိုးရင်ပြက်စီးဆုံးရှုံးမှုလဲပေမဲ့လည်းပဲသောနာလိုမျိုးတော့ရုံးနေရာပြင်တောက်ရီသုံးရီစားပါမှုနဲ့တော့စားဝင်နေပြန်လာအချိန်ကစေးကူတာမှုတော့တော့ဝက်ဆက်ပြီးတော့ကျွန်တော်တွန်းဆောင်နိုင်မှုနည်းနည်းခက်ခဲသေးပါလိမ့်မယ်ဟုတ်ကဲ့ သောက်သုံးရေးကဘာကြောင့်ပြတ်သွားရတာလဲမသိဘူးကိုပြီးတော့ဘယ်နေရာတွေမှာအဓိကလိုအပ်ချက်တွေရှိနေပါလဲဗျ။အော်ဟုတ်ကဲ့ဟိုအဓိကပြရတဲ့အကြောင်းရင်းကတော့ကျွန်တော်ဒီတပတ်တာကတော့ဒီ DSC ပြင်းနိုင်မှုခက်ခဲသွားတယ်ပေါ့နော်ကျွန်တော်တက်တိုင်းနေကြိုးတာဒီ DSC တော်တော်မှုမိကျပြတ်တော့တာအကြောင်းကျွန်တော်တပတ်လောက်ဟို DSC ပြတ်တော့တာနေလဲစရတယ်လို့ပြောလို့ရပါတယ်ဟုတ်ကျွန်တော်တို့ဒီမြို့နယ်မှာတော့မနေ့ကလောက်ကစပြီးတော့ပြီးလို့ရတဲ့ရက်ွက် ေးရွာတွေတော့ဒီဒီဆက်လွတ်နေပါပြီအဲအဲ့ဒီလိုမျိုးအဲလွတ်တာလည်းပဲကျွန်တော်တို့အတွက်အဆောက်အဦအနှဲငယ်ရတယ်ဆိုရင်လည်းတချို့ဒီရွာတွေမှာရှိတဲ့ရွာတွေမှာရှိတဲ့အဓိကဒီရင်းမြစ်ဖြစ်တဲ့အဝစီတွင်းနေတာကျွန်တော်တို့ဒီလူရသည်ဖြစ်တဲ့အတွက်ကြောင့်ငကိုရလည်းပဲကျွန်တော်တို့ရေးထုတ်ယူနိုင်မှုအားနည်းတဲ့အပြင်အခုငလေးလုံးလိုက်တဲ့အခါမှာပို့ဆိုးသွားတာကကျွန်တော်တဲတွေဖုံးတာရေးအတွင်းမှာထည့်ထားတဲ့ဒီပိုက်တွေလိန်နာတို့စူးပေးတာတို့ကြောင့် ဒီကလုံးဝဘလုံးမထုတ်ယူလို့မရတော့ကျွန်တော်တို့ဗီဇာပဲရှိရှိဒီ PSV ပဲရှိရှိကျွန်တော်တို့ဒီဝါရီတော်တော်များရောက်ွက်တော်တော်များမှာရှိတဲ့အဝစီတွေနဲ့လုံးဝကျွန်တော်တို့ရေးရရှိမှုမရှိတော့ပါဘူးအဲဒီတော့ကြောင့်ကျွန်တော်တို့မှာဒီတောက်ရုံသုံးပြီးရှားပုံးပြန်လာပုံပို့ပြီးတော့စစ်ပေါ်လာတာပဲဖြစ်ပါတယ်ဟုတ်ရှမဲဒင်းမြို့နယ်မှာကေထိုရေးလုပ်ငန်းတွေရောပြီးသွားပြီလားခင်ဗျာပြီးတော့တိတ်ဆုံးစင်းကိုရောကြားရတာရှိပါလားခင်ဗျာအော်ဟုတ်ကဲ့ကျွန်တော်တို့ဒီရတဲ့လောက်ကတော့ဒါကျွန်တော်တို့သနဆိုင်ရာ အဲတရင်းကြီးမြေရတော့ကျွန်တော်တို့90နဲ့80ဦးလို့သိရပါတယ်ဗောနော်ဟိုလက်ရှိမြေပြင်နေသားမှာအကြောင်းကြောင်းကြောင့်သူတို့ဟိုအင်တာနက်လိုင်းပြတ်တောက်နေတဲ့ကာလနဲ့လေဟိုရုပ်ပြကြုံနေတဲ့အရှင်မြေပဲဖြစ်သွားတဲ့အခါမှာဟိုမြေပြင်အရင်းမြစ်တွေကိုအတိအကျအဲကောက်ယူရတဲ့အချိန်ကာလလည်းမြဲသွားတဲ့အတွက်ကြောင့်ရေအတွက်ဆင်းရတော့အဲ့လောက်ပဲတက်တက်လို့သိရတယ်ဗျာတခြားသောရဲရွာ ဒေသခံတွေရဲ့ကြိုးကြကြရတော့ကျွန်တော်တို့200နီးပါးလောက်ပြီးဆုံးတယ်လို့တော့သိရပါတယ်ခင်ဗျာဒေသရေးအပိုင်းအနေနဲ့ကတော့ဟိုအကွာတော့ကျွန်တော်တို့ကအခြေခံလူဝဲချက်တွေကိုဖြည့်ဆည်းပေးနေတဲ့ကာလပဲဖြစ်ပါတယ်ဒီပြိုပြက်နေတဲ့အပအဝင်တွေကိုရှင်းနေတဲ့ဟိုနေသားတော့မစတော့အားသာရတိုင်းတော့မပြီးသေးပါဘူးကျွန်တော်တို့ပြိုပြက်နေတဲ့အပအဝင်တွေကိုအခုမှစတင်လို့ကျွန်တော်တို့ဟိုဒီသာသာဆိုင်ရာတွေနဲ့ဒီရွာရွာပြည်သူလူတွေနဲ့ဝိုင်းဝန်းပြီးတော့ ခုမှကျွန်တော်ချင်းလေးတွေဟိုစတင်ပြီးတော့လောက်ဆောင်နေရတဲ့ကာလပဲဖြစ်ပါတယ်ပြန်လဲထူထောင်ရေးကာလဆိုတော့ကျွန်တော်အားမ်းကြအောင်ပါဘောလို့ဆိုတော့ကျွန်တော်တို့အချိန်ခံစားပေါက်ကုန်နဲ့ဒီတော့ရေးတော့ရေးပြတ်တမ်းမှုဆိုတာကကျွန်တော်တို့ကူညီပေးဖို့ဟိုဆက်ဆောက်ပေးဖို့လွယ်ပါတယ်ဒါပေမဲ့ဒီတူတူရဲ့အိုအိမ်လေးဒီမိသားစုပြည့်စုံဆုံးသွားတဲ့မိသားစုရဲ့အိုအိမ်လေးကိုပြန်လဲတည်ဆောက်ပေးဖို့ဆိုတာကျွန်တော်အနေနဲ့ပြည်တွင်းပြည်ပအလူရှင်များရဲ့နော်ဟိုအလူငွေအားများမှ အကူညီမှုအများမှသာလည်းကျွန်တော်ပြန်လဲထူထောင်နိုင်မှာဖြစ်ပါတယ်ကိုတူကိုတာအနေနဲ့တော့ကျွန်တော်တို့ထူထောင်မှုဆိုတော့တော်တော်နိုင်ကြအောင်ဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ရမဲတင်းမှာအထူးခိုင်ဆုံးဆိုရင်ဘယ်နေရာတွေဖြစ်မလဲခင်ဗျာအော်ဟုတ်ကဲ့လေရန်ကိုသို့တော်အထူးခိုင်ကြတော့ကျွန်တော်မြို့ပေါ်ဒီအစာဦးပြုပြမှုတွေလည်းများတယ်ပေါ့နော်တာမီကအစာဦးတွေဟိုရှေးသမိုင်းဝင်ဒီပြားတွေနော်ပလီတွေခရစ်ယာန်ရှင်ကိုကြောင်းတွေတော့မြို့မှာ အားလုံးဒီပါနောက်ဆုံးဆုံးသွားရလို့ပြောလို့ရပါတယ်ကျွန်တော်တို့အစဉ်ဆက်အမိုင်းဝင်ခဲ့တဲ့နေရာတော်များကျွန်တော်တို့ပြည့်စုံဆုံးချုံသွားပါတယ်ပေါ့နော်ကျွန်တော်အကောင်းရလို့မကြံတော့ပါဘူးပြီးတော့ကြီးရွာတွေမှာဆိုရင်ကျွန်တော်တို့ပြောက်လောက်ကတော့ဟိုဘက်အဲရမဲတွေနောက်ဖက်မှာရှိတဲ့ဒီကုန်းရွာပြင်းစုပဲတဲ့ရွာကျွန်တော်ရတန်းဒေသရတန်းဒေသအဲအဲ့လိုဒေသတွေမှာတော့ဒီအသက်ဆုံးရှုံးမှုတွေ points ုံချုံမှုတွေနဲ့ဒီထိခိုက်တဲ့အရာမှုတွေအများဆုံးဒေသတွေဖြစ်တယ်လို့ကျွန်တော်ကြားပြရပါတယ်။လက်ရှိဒေသခံတွေဘယ်လိုနေထိုင်ကြရပါလဲကိုပြီးတော့ကုန်စည်နှုန်းတွေကရောဘယ်လိုအခြေအနေရှိပါလဲခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ဟိုဒေသခံတွေနေနေရတော့ဟိုအခုလောဆယ်တော့ကျွန်တော်တို့ပုံမှန်သွားလာလည်ပတ်နိုင်တဲ့ဟိုလက်ကွက်ဒီကြော်ရရတော့များပါလိမ့်ခင်ဗျာ။ဒါပေမဲ့စွန်းသားပြောတဲ့ထိခိုက်များတဲ့ဒေသတွေမှာတော့အခုချိန်ဒီကျွန်တော်တို့ဒီ အချိန်ကဆောက်ကုန်ဒီဝါနော်ဟိုဂျီနဲ့ကျွန်တော်တို့ဒီနောက်ပိုင်းသူတို့ပြန်လည်ပြီးတော့နေနိုင်ဖို့အတွက်ကိုကျွန်တော်တို့နေရာဆောက်အုပ်ဦးတွေပြန်လည်ပြီးတော့လိုအပ်ပါတယ်ခင်ဗျအဲငလေးတော့ခက်လိုက်ပြီးနောက်ပိုင်းမှာဒီကျွန်တော်ရေဝဲသိမ်းမြို့မှာဒီပြည့်စည်သွားတဲ့အတွက်ကြောင့်အဲဟိုဂျာကြီးပြေးလိုက်ရတယ်ပေါ့နော်၅ရက်လောက်ပြေးလိုက်ရတယ်အဲ့ကလာအတွင်းမှာတော့ပထမရက်ဒီမှာတော့နေလေး ဈေးရောင်းသူတွေပါတဲ့တော့ကျွန်တော်မှဈေးဝယ်ရခက်ခဲတာမျိုးတွေအဲဒီပြည်သူတွေရနေပြီးတော့စိုးရိမ်နေတဲ့လူရဝယ်တာကြောင့်တချို့သောပစ္စည်းကျတော့မှုတွေရှိပေမဲ့အခုတော့ကျွန်တော်တို့ပုံမှန်ဆိုင်တွေပြန်ဖွင့်ပြီးဖြစ်တဲ့တော့ကြောင့်ဒီအခြေခံစားတော့ကုန်နေဝယ်ရတဲ့အမှာခက်ခဲတော့ကျွန်တော်ရှိတော့ပါခင်ဗျာဟုတ်ကဲ့ပါကိုဖြည့်ဆွတ်ပြောပြလိုတာများရှိမလားခင်ဗျာအော်ဟုတ်ကိုဖြည့်ဆွတ်ပြောကြကြတော့အထူးတူးရှိပေမဲ့ကျွန်တော်တို့ ဒီမှာဟိုတတ်နိုင်တဲ့အားနဲ့တော့ဒီသမဆရာတွေနဲ့အဲဒီရဲရွာနဲ့ပူးပေါင်းပြီးတော့ဒီပြည့်စည်ဆုံးရှုံးမှုတွေကိုရှင်းလင်းနေရာရောရှိပါတယ်ဒါပေမဲ့အဲ့လိုရှင်းလင်းတဲ့အခါမှာတော့ဟိုကျွန်တော်တို့မျိုးအတိုင်းအတာအင်အားလေးတစ်ခုရယ်နဲ့ရှင်းလင်းနေရတာဖြစ်တဲ့အတွက်ကြောင့်တချို့နေရာတွေမှာဟိုကျွန်တော်တို့ဒီအဖအူဂျူပြတ်တွေကိုရှင်းလင်းတဲ့အဲအင်အားစုတွေเนาะအင်အားစုတွေ ကျွန်တော်တို့မှာအခက်အခဲတွေလိုအပ်နေတယ်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ရှီအောင်သမိုင်းဝင်နေရာတော်များတဲ့တက်စီဆုံးရှုံးမှုအတွက်ဒီတိုက်တာစာဦးတွေကလည်းတက်စီဆုံးရှုံးမှုရဲ့နေရာများပါ။အဲဒီတော့ကြောင့်ကျွန်တော်ရှင်းလင်းရေးကုညီဆောင်ရွက်ပေးမယ်အဲအသင်းဖွဲ့တွေနဲ့လည်းကုညီဆောင်ရွက်ပေးနိုင်ပါရင်ဒီကြားနေကြောပြုစွာကုညီတောင်းခံလိုပါတယ်။အခုလိုဖြေကြပေးတာ DVB ကကျေးဇူးတင်ပါတယ်ခင်ဗျာ။ပေးခင်ကြားမှာကြပါသည်ခင်ဗျာ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတော်ငုခတ်တာပါ